ပဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရပြဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေအတွက် Facebook မှာကိုယ်နဲ့ friend မဖြစ်တဲ့သူတွေကျွန်တော်တို့ရဲ့ Messenger မှာပေါ့နော်စာလာပို့လို့မရအောင်လှုပ်ထားလို့ရမယ်နီးလန်းလေးကိုအသာသွင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျဒီနီးလေးတိုင်းလှုပ်ထားမယ်ဆိုရင်မိတ်ဆွေနဲ့ friend ဖြစ်နေတဲ့သူတွေရပဲကျွန်တော်တို့ရဲ့ Messenger မှာစာလာပို့လို့ရမှာဖြစ်ပြီးတော့ friend မဟုတ်တဲ့သူတွေကလုံးဝစာလာပို့လို့ရမှာမဟုတ်တော့ပါဘူးခင်ဗျအဲကျွန်တော်ပထမအဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Messenger လေးကိုကျွန်တော်ရင်းသွင်းသွားလိုက်မယ်ပေါ့နော် ကျွန်တော်မဆင်ညာတဲ့ရင်ကုန်းသွားလိုက်မယ်။မဆင်ညာတဲ့ကိုသွားပြီးရင်ဒီနေရာမှာတခုရှိတာကကျွန်တော်တို့ဒီမီနူဘာတန်းပေါ့နော်အတန်းလေးသုံးတန်းအောင်သွားရမှာဗျာ။ဒီနေရာမှာတချို့တွေကမဆင်ညာအောင်နောက်ဆုံးပါရှင်းအောင်အတိတ်မလုပ်ထားသေးဘူးဆိုရင်မီနူဘာတန်းလေးကအဲကျွန်တော်အခုမြှားထုတ်ပြထားတဲ့ဒေါင်နာလေးမှာရောက်နေလိမ့်မယ်ဗျာ။ကျွန်တော်ကတော့မဆင်ညာကိုနောက်ဆုံးပါရှင်းအောင်အတိတ်လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့အဲမီနူဘာတန်းလေးကဒီအောင်နာလေးမှာရှိရပေါ့နော်။ဒီချက်သက်ဘေးမှာစတိုရီရှိရစတိုရီရဲ့ဘေးမှာမီနူဆိုပြီးရှိရပေါ့နော်။အဓိကကတော့ဒီမီနူဘာတန်းလေးကိုသွားရမှာဖြစ်ပါတယ်ဗျာ။အဲသွားပြီးပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာဆက်တင်ဆိုတာလေးရှိရပေါ့နော်။အဲဆက်တင်ဆိုတဲ့နေရာလေးကို တစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ဗျ setting လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာ setting လေးကိုတစ်ချက်နှိပ်ပြလိုက်ပြီးဆိုရင်ကျွန်တော်အောက်နောက်နည်းနည်းဆွဲလိုက်ပါနော်အောက်နောက်နည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ privacy and safety ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျအဲ့ဟာလေးကိုတစ်ချက်ရှာပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါနော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်အောက်နောက်နည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ message delivery ဆိုတာလေးရှိရပါတော့။အဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါလိမ့်ဗျ။ဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာ။ ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့အဓိကကဒီနေရာမှာဟောပြင်ရမယ့်နေရာ၃နေရာရှိရပါတော့။၃နေရာကိုကျွန်တော်တစ်ချက်ရှင်းပြရမယ်ဆိုရင်ဒီအပေါ်ဆုံးမှဆိုရင် friend of friend on Facebook ပေါ့နော် friend of friend on Facebook ဆိုတာဘာကိုပြောရလဲဆိုရင်အာ Facebook မှာကိုကိုနဲ့တငယ်ချင်းဖြစ်နေတဲ့သူရဲ့တငယ်ချင်းပေါ့နော်။ဒီနေရာဖြစ်ပြောရမယ်ဆိုရင်ကိုနဲ့ဟို manual manual friend ဖြစ်နေတဲ့သူမျိုးပေါ့နော်။အဲ့လိုလူမျိုးတွေကကိုကိုစာလာပို့တဲ့ခါမျိုးမှာကိုကလက်ခံကျင်လားလက်မခံကျင်လားရွေးလို့ရပါတယ်ဗျ။အဲကိုနဲ့ manual friend ဖြစ်နေတဲ့တငယ်ချင်းတွေကစာလာပို့တဲ့ခါမျိုးမှာကိုကလက်မခံ နိုင်ဘူးဆိုရင်အဲ့ဒီ front of အာ friend of friend on facebook ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုရင်အဲကျွန်တော်ဒီနေရာမှာရွေးချယ်စရာ၃မျိုးရှိပါတယ်ဗျအပေါ်ဆုံးမှာဆိုရင် chat ရှိရဒုတိယနေရာဆိုရင် message request ရှိရတတိယနေရာ don't not receive request ပေါ့နော်အဲကျွန်တော်တို့က ဒီလိုမျိုး ကိုယ်စာလာပို့တာမျိုးဟိုလက်သက်မခံခြင်းဘူးနော်ကိုနဲ့ friend မဟုတ်ဘူးဘောနော်အဲအဲ့လိုဒီ manual friend ဆိုကိုနဲ့ friend မဟုတ်ဘူးလေနော်ကိုတငယ်ချင်းရဲ့တငယ်ချင်းဘောနော်ဒီလိုမျိုးဖြစ်နေဖြစ်တဲ့အတွက်ကြောင့်မျိုးကျွန်တော်တို့ကစာလာပို့တာမျိုးကိုကိုနဲ့ friend မဟုတ်တဲ့အတွက်လက်သက်မခံခြင်းဘူးကိုထဲဝင်မလာသေးခြင်းဘူးဆိုရင်အောက်ဆုံးကဒီ don't not receive ဒီ request ဆိုတာလေးကိုရွေးပြရမှာဖြစ်ပါတယ်ဗျာဒါလေးကိုတစ်ချက်ရွေးပြလိုက်ပါရွေးပြီးရင်ကျွန်တော်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော် update setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာ ပြင်ခဏလေးဆောင်းလိုက်ပါတော့ဒီလိုမျိုးလေးပြောက်သွားပြီဆိုရင်ဘက်ကီးလေးနဲ့ပြန်ထွက်လိုက်ပါအဲဒါဆိုရင်ဒီအပေါ်ဆုံးမှရှိရဲ friend of friend on facebook ဆိုတာလေးကအဲခုနကချတ်ဆိုတဲ့နေရာလေးကနေပြီးတော့ download receive request ဖြစ်သွားပြီပေါ့နော်အဲဒုတိယတစ်ခုထပ်ပြီးတော့ပြန်ပြရမှာတော့ people mu facebook group ပေါ့နော်ဒီဟာလေးကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော် facebook မှာ group တွေ join ထားရရှိတယ်ဗျအဲ group တွေ join ထားရဲ့အဲဒီ group member အချင်းချင်းပေါ့နော်အဲဒီလိုမျိုးကိုယ်နဲ့ group တူတူ join ထားတဲ့သူတွေကကိုယ့်ကိုစာလာပို့တာမျိုးကိုယ်ကလက်သင့်ခံမလားမခံမလားရွေးလို့ရပါတယ်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနော်အဲခုနကအတိုင်း ိုင်းပဲကျွန်တော်တို့ chat ရှိတယ် message request ရှိတယ် download receive request ရှိရပါတော့ကျွန်တော်တို့က ကိုနဲ့ဒီ group တူတူ join ထားတဲ့သူမျိုးတွေကကိုနဲ့ friend မဟုတ်တဲ့သူတွေကပေါ့နော်ကိုစာလာပို့တာမျိုးလက်သက်မခံနိုင်ဘူးဆိုရင် don't receive request ဆိုတာလေးကိုတစ်ချက်ရွေးပြရမှာဖြစ်ပါလေဗျ။ရှေးမှာရွေးခဲ့တယ်လို့ပဲပေါ့နော်ဒါလေးကိုရွေးပြီးကျွန်တော်ဘဂီလီနဲ့ပြန်ထွက်ပေးလိုက်ပါ။အဲတတိယဟိုတတိယတစ်ချက်ပေါ့နော်ဒီတစ်ချက်ရွေးပြီးရင်တော့ကျွန်တော်ပြီးပါပြီဗျ။အာသား on messenger on facebook ပေါ့နော်။အဲဒီဟာလေးကဒါကိုနဲ့ friend မဟုတ်တဲ့သူတွေပေါ့နော်ကိုနဲ့ friend မဟုတ်တဲ့သူတွေကစာလာပို့တဲ့ခါမျိုးမှာကိုလက်သက်ခံချင်လားမခံချင်လားရွေးလို့ရပါတယ်။ဒါလေးတစ်ချက်နှိပ်လိုက်ပါ။ဒီနေရာမှာ don't receive request လောက်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ကိုစာလာပို့လို့ရမှာမဟုတ်ပါဘူးဗျ။ဒီနေရာမှာကျွန်တော် ော်တို့က3မျိုးသလုံးပေါ့နော်ဒီမှာရှိရဲ့ဒီ3မျိုးသလုံးကိုဒုံတော့ Brazil request ဆိုတာလေးပြောင်းပေးထားလိုက်မယ်ဆိုရင် Facebook မှာကိုနဲ့ friend မဟုတ်တဲ့သူတွေကကိုရဲ့ Messenger ဒီ Facebook Messenger မှာပေါ့နော်လုံးဝစာလာပို့လို့ရမှာမဟုတ်တော့ပါဘူးဗျဒီနေ့လေးတိုင်းပြောင်းထားလို့ရပါတယ်ကိုက of friend မဟုတ်လဲ ဟိုနေဆာလာပို့လို့ရသိကျင်တယ်ဗောနော်အဲ့လိုမျိုးရသိကျင်တယ်ဆိုရင်တော့ဒါလေးတွေကို check တို့မဟုတ်ဒီ message request ဆိုတာလေးပြန်ပြောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့လေးတိုင်းပြောင်းပေးလိုက်ရင်တော့ရပြီပဲဖြစ်ပါတယ်ဗျာပြီးကျွန်တော်ပြန်ထွက်လိုက်လို့ရပါပြီအဲဒီနေ့ဒါဆိုရင်တော့ပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးကြီးကြီးဟုတ်ပြကြတဲ့အတွက်လည်းဒူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ